အားလုံးမင်္ဂလာပါနေပြည်သူညီမစီကျွန်တော်တို့ရဲ့ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်ရှိထွက်ပေါ်နေတဲ့သတင်းပေါ့နော်အမ်မိုဟာမက်ဆာလာရဲ့ပတ်သက်တဲ့သတင်းလေးကိုကျွန်တော်ဒီနေ့မှာဆွေးနွေးပေးသွားချင်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗမာလာရိုက်ထားလဲဆိုလို့ရှိရင်ရှုခင်းလေးပါကြီးလေးပြလို့ရအောင်လို့အဲကျွန်တော်ဒီမှာလာပြီးတော့ကြိုက်ထားတယ်ပေါ့နော်ကြည့်ရတဲ့သူတွေလည်းမရိုးသွားအောင်လို့ဗီဒီယိုလေးလည်းကြည့်မယ်တခြင်းလေးလည်းနားထောင်ရင်လည်းဘေးပတ်ဝန်းကျင်လေးပါရဲ့ ਨੇ ပါရှိုးလို့ရမယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးလေးနဲ့ကျွန်တော်ဒီမှာလာပြီးတော့ရိုက်ထားပေးတာဖြစ်ပါတယ် ဆိုတော့ဘာတင်းလဲဆိုလို့ရှိရင်တော့အကုန်လုံးတက်ရှိထွက်ပေါ်နေတဲ့တင်းပေါ့နော်အမိုဟာမက်ဆာလာတရားကိုလီဗာပူးတင်းကနေထွက်ခွာသွားနိုင်ကြီးရှိတယ်ဆိုတော့တင်းလေးပုံမှာကျွန်တော်အာဘော်သုံးသက်ချက်လေးနဲ့ပါလုပ်လိုက်ရအောင်ပေါ့နော်အဓိကကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရပိုင်ချန်ပီယံလိကန်ခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒီ front back နဲ့ပွဲစဉ်မှာဆိုရင်သူ့ကိုဒါ first line နဲ့ကနေပြီးတော့ခြံထားခဲ့ပြီးတော့ second line နဲ့မှာမိုဟာမက်ဆာလာကိုထားခဲ့တယ်ပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့လဲဆာလာပွဲပြီးတဲ့အချိန်မှာပြိတ္တတွေနဲ့တူအောင်ပွဲခံနိုင်ရပိုင်မရှိဘဲနဲ့ဒါဒီတန်နယ်တွေကိုတန်းပြီးတော့ ဝင်သွားတာတွေပါလေကျွန်တော်တို့တွေ့ရတယ်ကစားသမားတွေနဲ့တူတူအောင်ပွဲခံတာတွေပါလေမတွေ့ရဘူးပေါ့နော်ဆိုတော့အဲ့လိုညမျိုးလေးရှိပြီးနောက်တစ်နောက်ဆက်အတွဲအနေနဲ့ consequence အနေနဲ့တော့ဘာဆက်ဖြစ်လဲဆိုလို့ရှိရင်သူ့ရဲ့ Twitter account မှာလုံးဝ profile နေအကုန်လုံးပြောင်းလိုက်တယ် Liverpool နဲ့ပတ်သက်တဲ့သတင်းတွေအကုန်လုံးလည်းသူ့ဘက်ကနေပြောင်းလိုက်တာတွေလည်းရှိရပေါ့နော်။ဒါဖြတ်လိုက်တာတွေလည်းရှိရပေါ့။ဆို Liverpool နဲ့ပတ်သက်တဲ့ဟာတွေလည်းအကုန်လုံးဖြတ်လိုက်တာဖြစ်တဲ့အကြောင်းလက်ရှိအချိန်မှာ Salah က လေဗိုလ်တရားနေပြီးတော့ထွက်ခွာသွားနိုင်ခြင်းရှိတယ်ဆိုပြီးတော့သတင်းတွေတောက်လျှောက်တက်နေရလဲဖြစ်တယ်။အဲဒီဥစားရဲ့နောက်ဆက်အတွဲတွေနဲ့ဗာထက်တက်လဲဆိုလို့ရှိရင်တော့လက်ရှိဘုံမောက်အသင်းရဲ့တောင်မန်ကစားသမားပေါ့နော်။ဒါဂါနာနိုင်ငံကစားသမားဖြစ်တဲ့အဲအန်ထွန်ဆမင်းညော်ပေါ့နော်။အန်ထွန်ဆမင်းညော်ကိုခေါ်မယ်ဆိုပြီးတော့လည်းဒီသတင်းတွေတောက်လျှောက်တက်နေရဖြစ်တဲ့အတွက်ဆာလာနဲ့တစ်ဖက်ကလေဗိုလ်အသင်းတို့ရဲ့အနာဂတ်ကပြီးဆုံးသွားပြီလားဆိုတဲ့ဥစားလေးကိုကျွန်တော်လည်းဆွေးနွေးရမကန်တော့ရောက်လာပြီပေါ့နော်။ဆိုတော့ဆာလာဆိုတာကလေဗိုလ်အသင်းရဲ့လေးကြံပဲ။ လီဗာပူးနဲ့ရဲ့လီဂျန်ဖြစ်တဲ့တော့ကြောင့်သူ့ကိုဘလို့မအောင်ပြစ်ပယ်လို့မရဘူးဗျာအခုချိန်မှာအသက်အရွယ်တကူကြောင့်ခြေစွမ်းကျသွားရဲဆိုရင်မားခြေစွမ်းကျသွားလို့ဘာညာဆိုပြီးတော့ပြောလို့ရတဲ့အဲ့ဒါတကူမှရှိရလို့ကျွန်တော်ကတော့မထင်ဘူးပေါ့နော်ပြောလည်းမပြောသင့်ဘူးဗျာဆာလာဆိုတော့ဂန်ဝင်ကစားတော့မှာဆိုဒီလိုကစားသမားမျိုးကိုအသက်အရွယ်ဒီလောက်ရောက်သွားတဲ့ချိန်မှာဝိုင်းရင်းပြောတာတော့မဖြစ်သင့်ဘူးလို့ကျွန်တော်ကတော့ထင်တယ်သူကြုံနေရတဲ့ပြဿနာဘလို့မျိုးလဲဆိုလို့ရှိရင် ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ဒီမန်ယူနိုက်တက်မှာပြန်ကစားတဲ့ချိန်တော့ကတပွဲနှစ်ပွဲလောက်ခြေစွမ်းမပြနိုင်အောင်ဆိုလို့ရှိရင် ပြန်ပြီးတော့ ဖြစ်တဲ့ပုံစံမျိုးပေါ့နော်ဟုတ်တော့လေဟုတ်တယ်ပဲဒီယာဒီမာကဆာလာရဲ့ decline ဖြစ်တာကြီးကတော်တော်လေးတော့ဆိုးတယ်ပေါ့နော်အဲကျွန်တော်တို့ဒီ United နဲ့ပွဲစဉ်မှာတော့ဆိုလို့ရှိရင်လည်းအပိုင်ကန်ခွင့်ရတဲ့အလုံးကိုလည်းကိုပေါ့နဲ့လွဲချော်ပြီးတော့ move ball ထောင်ကန်လိုက်တာကြီးလည်းရှိတယ်ပေါ့ဒီလိုနေသားမျိုးလေးကြောင့်ဟိုလက်ရှိ Liverpool ဘက်က ပရိသတ်တွေဘက်ကလည်းစိတ်မရှိဘူးပါညာဆိုတော့ဖြစ်တော့လေဖြစ်တဲ့နယ်လိုပဲပြောရမှာပေါ့နော်ဆိုလိုနေတာမျိုးတွေရှိကြတော့ကြောင်းဆာလာတယောက်လေဘဝူးတင်းကနေထွက်ခွာသွားမလားဆိုတဲ့ဥစ္စာကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။ဘာလို့လဲဆိုတော့မကြင်ချင်တွင်းမှာလည်းစောင်းရာသီအပြောင်းရွှေ့ပေါ့နော် January ပြောင်းရွှေ့ရလာတော့မှဖြစ်တဲ့ကြောင်း January ပြောင်းရွှေ့ကြလို့ရှိရင်ဆာလာတယောက်အတင်းကနေထွက်ခွာသွားနိုင်ပြီရှိလားဆိုတဲ့ဥစ္စာလေးကိုကျွန်တော်တို့နည်းနည်းလေးဆက်ပြီးတော့ဆွေးနွေးကြည့်အောင်ကျွန်တော်အမြင်ရဆိုလို့ရှိရင်တော့ဆာလာကပြီးခဲ့တဲ့နှစ်ခေတ်ကအကြတဲ့နယ်ကစားသမားပေါ့နော်ပြီးခဲ့တဲ့နှစ်ထဲကမကြပဲနဲ့ဒီလောက်ထိတန်းနေတာကဒါက မိုဟာမက်ဆာလာလိုကစားသမားတယောက်ဖြစ်နေလို့ body physical လည်းအရန်ကောင်းတယ်ပြီးတော့ tech နဲ့လည်းပြည့်တယ် skill လည်းပြည့်တဲ့ကစားသမားမလို့ဒါဒီလောက်ထိအဆင်ပြေတာပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီ client ဖြစ်လာတော့လေးကိုကြာခဲ့ပြီပေါ့နော်အခုချိန်မှာဆိုရင်စပြီးတော့ဒီ client ဖြစ်လာတာကိုပြည့်ယူတာညင်ရတာ level ဥမာဆိုလို့ရှိရင်ကစားသမား၂ယောက်ရှိတယ်ပေါ့နော်ပထမတစ်ယောက်ကတော့သူ့အတင်းရအတင်းကောင်းဆောင် Vaji Van Dyke ပေါ့နော်နောက်ထပ်တစ်ယောက်ကတော့ကျွန်တော်အခုလက်ရှိဆွေးနွေးနေတဲ့ဒီမိုဟာမက်ဆာလာပေါ့နော်ဆိုတော့ဒီနှစ်ယောက်ကဒီ client ဖြစ်သွားတော့လေးကိုတည်တာရအတင်းမှာဘလို့မဟုတ် impact မဖြစ်တော့တာကိုလည်းတွေ့ရတယ်ပေါ့နော်ကျွန်တော်အမြင်ရပေါ့နော်ဒါကျွန်တော်ကတော့ Liverpool fan မဟုတ်ဘူးအဲကျွန်တော်ကတော့ဒါ United fan ပေါ့နော်ဆိုတော့ဒီလိုမျိုးနေထားနေဘေးလူတယောက်အနေနဲ့တပ်ပါဆန်တယောက်အနေနဲ့ကြည့်မယ်ဆိုလို့ရှင်တော့မှ Liverpool team မှာ Salah ဆက်နေတင်လာဆိုလို့ရှင်တော့ကျွန်တော်ကတော့ ဟိုလက်ရှိဥရောပပြိုင်ပွဲတွေကနေဆုံးခွာသွားပြီးတော့သူလည်းခြေစွမ်းကောင်းနေပြနိုင်မယ်အသက်ရွယ်တကူကလည်းရနေဖြစ်တဲ့ကြောင့်ရေခတ်မယ်ဆိုလို့ရှိရင်ဒီချင်ကခတ်လို့ကောင်းတဲ့အချိန်လို့ကျွန်တော်တို့ထင်တယ်သူ့အသက်ကအခု33 34လောက်ရှိသွားတယ်ဆိုတော့သူ့အနေနဲ့ရေခတ်တဲ့နဲ့အရွယ်ရောက်ပြီလို့ထင်တယ်တော့ရေခတ်မယ်ဆိုလို့ရှိရင်တော့ sorry bro လီတို့ပါတို့သွားတာတော့အကောင်းဆုံးပဲပေါ့နော်သူ့အနေနဲ့ဒီမျိုးလုပ်တဲ့မီတော့ကျွန်တော်တို့ထင်တယ်ဘာဖြစ်လို့ဆိုတော့ဒီရဒီမှာတော်တော်လေးဒီကိုင်းဖြစ်သွားတာကိုကျွန်တော်တို့သိထားမိတယ်အဲ့ဒီပွဲတော့ဆိုလို့ရှိရင်သူ့နေရာမှာအဲကျွန်တော်မှတ်မိတဲ့လို့ဆိုလို့ရှိရင်ဒါ မန်ယူနဲ့ပွဲတော့ဆိုလို့ရှိရင်လည်းဒါ frame bound ကိုထည့်ပြီးတော့ကန်ခဲ့တာပေါ့နော်ဆိုတော့ frame bound ဝင်လာချိန်မှာဘလောက်ထိအတင်းက impact ဖြစ်လဲဆိုတာလေအကုန်လုံးတည်ပြီးသားဖြစ်မယ်လို့ထင်တယ်အဲကြောင့်မို့ကျွန်တော်မြင်ရဆိုလို့ရှိရင်တော့အမိုဟာမက်ဆာလာတယောက်ဥရောပဘောင်းလောကကိုဆွန့်ခွာသွားပြီးတော့ရေခတ်မယ်ဆိုလို့ရှိရင်လည်းခတ်တဲ့နဲ့ရွယ်ရောက်ပြီးလို့ကျွန်တော်ကတော့ထင်တယ်တစ်ဖက်ကတချောင်းဆက်ပြီးတော့ဆွေးနွေးအောင်အဲ့ဒါဘာလဲဆိုရင်တော့ဒီဘုံမောက်တင်းရတောင်းမန်ကစားသမား Antoine Semenyo ကိုခေါ်တင်လာဆိုတဲ့ကိစ္စပေါ့နော် Semenyo ကိုခေါ်တင်လာဆိုလို့ရှိရင်တော့ Semenyo ကလက်ရှိမှာ on form အရန် p form ရောက်နေတဲ့ကစားသမားပေါ့နော် ဒီရာသီမှာဆိုလို့ရှိရင်လည်း gun contribution တွေတော့များမှာသူကပေါင်ပတ်သက်ထားတယ် twin go ရော assist ကိုလုပ်ထားတဲ့ကစားသမားပေါ့နော်သူကဘယ်ရောညာရောရသလို AM မှာလည်းသူကကစားနိုင်တဲ့ကစားသမားဆိုတော့ဒီလိုကစားသမားမျိုးဖြစ်တဲ့အတွက်ကြောင့် Andre Semenyo ကိုခေါ်မယ်ဆိုလို့ရှိရင်တော့ခေါ်တဲ့ ਨੇ ဒါပေမဲ့ဘုံမောက်ကလွယ်ကူနဲ့လက်လွတ်မှာမဟုတ်ဘူးအနည်းဆုံးတော့ပေါင်တန်60 90ဆရာတော့ out ဖြစ်ပေးဖို့ပေးရမှာဒီလိုနေသားမျိုးရှိတဲ့အတွက်ကြောင့်ခေါ်တဲ့လားဆိုလို့ရှိရင်တော့ဘယ်သူမှကြိုက်ပဲရှိမှာဗျာ England Premier League ထိပ်ပြီးအသင်းနဲ့အကုံလုံးက entrance seminar ကိုစိတ်ဝင်စားနေကစားသမားတွေကြီးပဲအသက်ကလည်းအခုမှ23 24ပဲရှိသေးတယ်။ entrance seminar ကကျွန်တော်တို့မသိသေးတဲ့လူတွေနဲ့ရှင်းပြရမယ်ဆိုရင် तू ကဂါနာနိုင်ငံသားလားခံယူထားတာ तू မွေးတာအင်္ဂလန်မှာမွေးရပါတော့။ဆိုတော့ तू အင်္ဂလန်နိုင်ငံသားနဲ့ဂါနာနဲ့ကိုခွာယူထားပြီးတော့အင်္ဂလန်မှာက तू ကကစားခွင့်မရလို့ဒါဂါနာကိုကစားပြုပြီးတော့တွားကစားနေတဲ့ကစားသမားပေါ့နော်။ဆိုတော့ကြောင့်မလို့ तू ကဘာသာစကားပြ language barrier အခက်အခဲလည်း तू မှာမရှိဘူးပေါ့နော်။အဲ့လိုနေရာမျိုးဖြစ်တဲ့အတွက်ကြောင့် ဟို technique တွေကိုပို့ပြီးတော့နားလည်လွယ်တယ်ပြီးတော့ပောက်ကွဲအားပြင်းတယ်ပြီးတော့တယောက်တည်းလုံးတက်ကင်တက်တယ် assist score goal တော့သွင်းတဲ့ကစားသမားဖြစ်တဲ့တော့ဒီဘွားမဲဆာလာနေရာမှာအစားထိုးမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုတင့်တော်တဲ့တောင်မန်ကစားသမားတယောက်ဖြစ်တယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ပြီးတော့အရေးလမ်းမြင်တယ် body ကဒီ body physical physical လည်းတော်တော်လေးကိုကောင်းတယ်ပေါ့နော်ဆိုတော့အကြောင်းမလို့ကျွန်တော်ကတော့လုံးဝကို confident နဲ့ကစားသမားလို့မြင်တယ်ဒါပေမဲ့ကြီးကတော့ဒေးကြတာတော့ပေါင်တန်း80 80ကတော့ out ပြေးဦးပေးရမှာဘုံမောက်ကအခုလက်ရှိတတ်မှတ်ထားတဲ့ဈေးတော့မှပေါင်တန်း80လောက်တတ်မှတ်ထားတာဆိုတော့ အခုလက်ရှိအချိန်မှာသူတယောက်တည်းခေါ်မယ်လို့သတင်းထွက်နေပြီပဲ။ January ပြောင်းရွှေ့ကြလို့ရှိရင် Man United တို့ခြားခြားသောအသင်းကြီးတွေပေါ့ Chelsea တို့အဲ့လိုအသင်းတွေကဝင်လာရဲဆိုလို့ရှိရင်တော့ခေါ်ယူကခက်ခဲသွားနိုင်တဲ့အနေအထားမျိုးတွေမှာတော့ရှိတယ်။ဆိုတော့လူချင်းမင်းတော့ဘယ်လိုထင်လဲ။ Liverpool အသင်းမှာဆာလာထွက်သွားသင့်ပြီလို့ထင်လား။ပြန်ခေါ်မယ်ဆိုလို့ရှိရင်တော့ Antoine Semenyo ညော်ကတကယ်ကိုတင့်တော်တဲ့တောင်မန်ကစားသမားတယောက်ဖြစ်တယ်လို့ထင်လားပေါ့နော်။ဘယ်မျိုးထင်မြင်စွာမိတာလဲရှိလဲ။အဲကျွန်တော်ရဲ့ဒူးတယောက်တည်းတတိပုဂ္ဂလအမြင်အရပြောရမယ်ဆိုရင်တော့ ဆာလာကိုတော့ဝမ်းပြည့်ပြည့်ပြောနေတာတော့မတန်ဘူးလို့ပဲကျွန်တော်တော့ပြောချင်တာပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုတက်တော့ပါပဲလူကြီးမင်းတို့ဗာတိကျင်တာလေးပြောချင်တာလေးရှိလေအောက်က comment ထဲမှာဝင်ရောက်ဆွေးနွေးတော်လို့ရပါတယ်ကျွန်တော် channel လေးကိုကြားနေတဲ့ဆိုလို့ရှိရင် like and subscribe like and follow နေပဲကူညီကြလို့ရပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်လည်ဆွေးနွေးကြတာပေါ့